မင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေ။ဦးဇင်းရဲ့ဆွေတော်မျိုးတော်များအားလုံးဦးဇင်းကတော့ဟိတေတီဆရာတော်ပါ။လျောင်းထိုင်ရဲ့သောအရိယဘုလေးပါ။ဒိဋ္ဌံစရံနိသိဏ္နောဝသယာနောယဝတ္တဝိဒမိတ်တော်တဲ့။ လျောင်းထိုင်ရန်တော်ဧရိယာပုတ်၄ပါးလုံးမှာမိမိစိတ်ကိုစောင့်ကြည့်ပြီးတော့မှနေတတ်ရင်စိတ်ရှမ်းသာနိုင်မှာပဲတဲ့ဒါဆိုရင်အရှင်ဘုရားဘုန်းကြီးတွေတရှိုးဘုန်းကြီးတွေကပြောတယ်ဖြည့်ပြတ်ကိုမြင်အောင်ကြည့်ဖြည့်ပြတ်ကိုမြင်အောင်ကြည့်ဆိုတာကပါလေဘုရားတအားတော့ဓမ္မပရိယေနဲ့ဖြည့်ပြတ်ပြပြောပြော မိမိရဲ့စိတ်တလုံးကိုပဲကြည်လို့ပြောပြောမြတ်စွာဘုရားပြောတာကြတော့သမာဓိဘိက္ခဝေဘာဝေထာတဲ့သမာဓိယဘိက္ခဝေယထာဘုဒ္ဓံဘာသာနာတိတဲ့သမာဓိကိုထူထောင်ကြတဲ့သမာဓိရှိမှသာလျှင်ဟုတ်တိုင်းမှန်စွာသိနိုင်ပါတယ်တဲ့ ကိုကကိုရဲ့မိမိရဲ့စိတ်အရှိနေကိုစောင့်ကြည့်နေတာပေါ့လျောင်းပြီးတော့တော့၎င်းတိုင်ပြီးတော့တော့၎င်းရဲပြီးတော့တော့၎င်းသောနေရင်တော့၎င်းအဲ့ဒါကိုပဲကိုတို့ကလေ့ကျင့်ရမှာ ထိုင်နေတဲ့ကစိတ်ကိုဘယ်လိုလေ့ကျင့်လဲကိုတို့ကတမာတိကို ထွက်လေဝင်လေနဲ့ထူထောင်နေလို့ရှိတယ်ဘဒမထွက်လေဝင်လေနဲ့မထူထောင်မင်းနဲ့မျက်လုံးဖွင့်ပြီးတော့ စိတ်သည်နာနဲ့အတန်နဲ့တိုက်တိုက်မှာကြာတာပေါ်ရင်ကြာစိတ်ပဲငါကြာနေတာမဟုတ်ဘူးငါကြာနေတာမဟုတ်ဘူးတိပေးရင်တိပေးရင်တိပေးရင်နဲ့မိမိစိတ်ဟာပိတ်ဆုံးပယ်မှာငြိမ်နေတယ်ဒါစိတ်ကိုထာနီးမြင်တာလေးပေါ်ရင်ဒါမြင်တာလေးပဲဒါအစင်းလေးပဲငါစိတ်မဟုတ်ဘူးဒါအစင်းနဲ့မြင်မျက်လုံးအကြည်နဲ့တိုက်လို့မြင်စိတ်ပေါ်နေတာ ဒါတစ်ခုနဲ့တစ်ခုမတူတော့ဘူးမတူတော့ဘူးဆိုတာပြက်နေတာဗောအနှိမ့်စဗောเนาะလူတွေကပြက်တာဖြစ်ပြက်ကိုဘလို့မြင်လဲဖရာလက်ဖြစ်ပြက်ကိုရှင်းပြပါဆိုတော့ပုံပုံတွေကစာတက်သလိုစာပေတွေနဲ့တော်တော်လေးရှင်းပြကြတာဗောဒါကစာပေနဲ့ရှင်းပြတဲ့အခါကျတော့ဒါနောက်ထောင်လို့ကောင်းတယ်လို့လို့တော့ရှိတာဗောအမှန်တကယ်သဘောကလေးကြတော့ မိမိကိုယ်တိုင်မက်ဖူးမှလုတ်ဖူးမှဒါရှင်းပြနိုင်မှာပေါ့ဘလို့မျိုးပါလဲအစင်းကလေးတွေတူလာဖုံးကိုကြည့်ဖုံးကိုကြည့်ဖုံးမှာတီတော်တွေမှာပေါ်တယ်တရုပ်ပြီးတရုပ်ကိုကိုမနစ်သက်နစ်သက်အောင်သူတို့အမျိုးမျိုးဆွေးဆောင်ပြီးလုတ်ပြနေတယ်ကိုဝင်ပါတော့ရင်ကိုကအဲ့ဒါတရားမဲ့မတက်ဘူး ကိုဝင်မပါဘူးကိုကတတိထားဝိရိယဆိုင်ဉာဏ်နဲ့စောင့်ကြည့်နေတာ မျက်လုံးမှာပေါ်ပြီးမျက်လုံးမှာပြတ်တာနှလုံးသားထေးကိုဆွေးပြီးတော့မသွင်းနဲ့အဲ့ဒါဤထုပ်တွေဤထုပ်တွေအဲ့ဒါမိတွေနော်မိကိုတွင်းလိုက်မှတော့ကိုကပူလောင်ပြီပေါ့ဒါရခိုင်စကပုံနဲ့ပြောရင်တော့ဒါယောဂီတွေဘာလို့တရားမရဖြစ်နေတာလဲဆိုတော့ဝေါ်ကွေးတော့ရေဝင်တာပေါ့ နော်ပုတ်ကြတော့နှောရှိဝင်တာဘောအမဲကြတော့ကိလေသာကြခုတာဘောပုတ်ကိုကြတော့မရှင်းလောက်ဘူးပုတ်ဆိုတာစဘာထေးတယ်စပကြီးလိုရိုင်းလိုဟိုတောင်းကြီးတောင်းရှိတယ်ပုတ်တောင်းကြီးအဲ့ဒီတောင်းကြီးမှာစပစေးတွေအပြင်ကိုမထွက်အောင်လို့နော်နှောရှိတွေနဲ့အပြင်ကလိမ့်ချင်ရတယ်အဲ့ဒါနဲ့ပုတ်ကြတော့နှောရှိတော်တော်ဝင်တယ် ကြပြီးတော့ရထားတဲ့ခါလေအဲ့လိုမျိုးနောပုတ်ကြတော့နောရှိဝင်နေအမက်ကြတော့ကိလေသာဝင်နေဆိုတာကိလေသာဝင်တော့ကိလေသာကြားခိုတဲ့အခါပညာကမပေါ်နိုင်ဘူးနောက်ကျနေတာပေါ့ယောဂီတွေပြည့်တဲ့ပုံကပညာပေါ်ဖို့အတွက်ကိုကဟော ကလေအမေတ္တိဟာကိလေသာကြမခွာဘူးဆက်ဆက်နေရမယ်ထိုင်နေခါလေတည်နေရမယ်လျောင်းနေခါလေဒါကြတတိဆိုရင်ကြတတိတခုတည်းကိုပဲကိုကစိတ်ကိုဘယ်နေရာမှာနိုင်လေကိုစိတ်ကိုစိတ်ကူးမှနိုင်လားစိတ်ကူးတာကိုသိပေးမယ်ငါစိတ်မဟုတ်ဘူးဒါစိတ်ကူးစရာနဲ့စိတ်နဲ့တိုက်လို့ကြံတွေးစိတ်ပေါ်နေတာ ကိုစိတ်မဟုတ်ဘူးလူတွေကဘာထင်လဲဆိုတော့ ကိုမှဖြစ်နေတာကိုစိတ်ပဲထင်နေတယ်အဲ့ဒါနဲ့ငါအကောင့်ထေဖို့ရအောင်ခဏနေတရားနာပြီးတာနဲ့ငါအကောင့်ထေပေါ်မယ်တရားနာပြီးတာနဲ့ငါဗာလဲဇယ်လန်ဒီဇယ်လန်တွေးတွေကြည့်မယ်ဒီနေ့ဘေးအပိုင်းနေတင်မလဲမသိဘူးဟောအဲ့ဒါကိုစိတ်ပဲထင်နေလို့เนาะ ကိုစိတ်မဟုတ်ဘူးခဏနေသေးမှာခဏနေပြက်မှာအဲ့ဒီစိတ်တွေလေးပြက်မလို့ဒီရုပ်ခန္ဓာလေးခဏနေလေးမရှိဝင်သေရောပေါ့သေရင်ဆုံးပြီကိုတို့ကအသေးတက်အောင်လေ့ကျင့်နေတာလေတရားဆိုတာဘာလုပ်နေတာလေအသေးတက်အောင်လေ့ကျင့်နေတာသေတဲ့အခါလေးအမလေးငါသေးပါပြီငါသေးပါပြီဘယ်မှလဲငါငါမှမရှိတာငါ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 တစားစား ငါဟုပြောကြရတဲ့ငါမရှိဘဲငါဟုဆွေအလွေဒိဋ္ဌိသာတဲ့အဲ့ဒါကိုမိစ္ဆာဒိဋ္ဌိအမြင်မနေတာလို့ခေါ်တယ်ငါမရှိပါဘူးเนาะဘာရှိလဲဒါဆိုရင်အကြောင်းတရားဓမ္မကြောင်းအကျိုးတရားတွေဖြစ်နေတာကိုကအဲ့ဒါကိုသာယာခြင်းလို့အဲ့ဒီဇလန်တွေးတွေကိုကြည့်ခြင်းလို့ ကိုကကြီးရမှာဖြစ်တယ်ဒါပေမဲ့ကြီးတဲ့အခါတတိနဲ့ကြီးဒီကနေလွတ်မြောက်အောင်ကြီးမယ်လို့တတိလေးထားလိုက်ရင်မိခေတော့မိခေပဲတတိနဲ့ကရင်ပူသေးလားမပူဘူးအဲ့လောက်ပါပဲ